မြန်မာနိုင်ငံမှာအရှင်ဖြစ်လက်ခံကျင်းပမယ်ရေဒီယိုအေရှာကွန်ဖရင့်ရဲ့ကဏ္ဍတစ်ခုဖြစ်တဲ့ရေဒီယိုဆောင်းဖက်စတီဗယ်ကိုမေ29ရက်မှာရေဒီယိုဒေသချင်းဖြော်ပြမှုတွေနဲ့အတူအမျိုးသားစရုံမှာကျင်းပတော့မှာပါရေဒီယိုဆောင်းဖက်စတီဗယ်မှာမြန်မာနိုင်ငံဘက်က Cherry FM နဲ့ဗရန်မြား FM တို့ကတချင်းနှစ်ပုတ်ကိုအကရေနဲ့တင်ဆက်မှာဖြစ်ပြီးရင်းကျွေးမှုဝန်ကြီးဌာနအကူအညီနဲ့ပြုအကတမင်လိုက်အကတွေပြင်နီနီခင်စောအမွန်ဇော်ပိုင်တို့ကလည်းဖြော်ပြသွားမယ်လို့အဒရိုက်တာကိုအောင်နိုင်စန်းကပြောပါတယ် ဝင်ကြီးအခမဲ့ဖြစ်ပေမဲ့နိုင်ငံတကာအဆင့်မီဇက်ခွန်အပြင်အဆင်တွေနဲ့မို့အားရပြင်းထန်တယ်လို့ဆိုပါတယ်ဒီကတော့ခုနပြောခဲ့တဲ့အချိန်ချယ်ရီနဲ့ဗရမားနဲ့ပုတ်ပုတ်ရွေးချက်ထားတာပေါ့နော်အဲ့ဒီဟာလေးကတော့ကိုလိုဘက်ကနေပြောတော့ခေါင်းဆောင်ဖြစ်အောင်ဒီသေယုတ်ပေါ်လင်းနဲ့တက်ဆက်သွားတာပေါ့ကိုယ့်ရဲ့ကာချာကိုပြဖို့အနေနဲ့ကြတော့ရင်းကျုံမှုရင်းထားတာနဲ့ချိတ်ဆက်ပြီးတော့ကိုပထမမှာဖွင့်ပြူအကနဲ့ဖွင့်ပါမယ်အလယ်မှာတော့ဒီ ရမယနာရဲ့ဆောက်လုပ်တာဖြစ်တဲ့တမန်လိုက်အကလေးအပိုင်းလေးတက်ဆက်ပါမယ်။နောက်ပြီးတော့ကိုယ်နိုင်ငံ talent အနေနဲ့ professional အဆိုတော်များလည်းရှိရဲဆိုတော့ပြသဖို့အတွက်အမွန် American စွာနဲ့ soft line ကိုဖိတ်ပြီးတော့ဧည့်သည်အနေနဲ့ချက်ထားပါမယ်။ဒီနိုင်ငံစီပေါင်းဆက်နိုင်ငံပါတယ်ဆိုတဲ့အခါကျတော့ international အဆင့်ပေါ့နိုင်ငံတကာအဆင့်ဖြစ်အောင်ဇက်ကုံအပြင်အဆင့်အစားတင်ဆက်မှုအစားကိုလိုပေးချပြင်ဆင်ထားပါတယ်။ Radio Asia ဆိုင်ရာ conference နဲ့ sound festival ကို Asia Pacific Broadcasting Union ABU ကကျင်းပပြုလုပ်တာဖြစ်ပြီးဖြော်ပြပွဲမှာတော့နိုင်ငံပေါင်း9နိုင်ငံကရေဒီယိုတေးသချင်းတွေရင်းချင်းမှုဆိုင်ရာတွေနဲ့ရိုးရာအကတွေတင်ဆက်သွားမှာဖြစ်ပါတယ်။ Radio Sound Festival ကို2012ခုနှစ်ကတောင်ကိုရီးယားနိုင်ငံမှာစတင်ကျင်းပခဲ့တာဖြစ်ပြီး2014မှာသီရိလင်ကလာမယ့်2016မှာတော့တရုတ်ပြည်မှာကျင်းပသွားမှာပါ။ Radio Sound Festival ဟာဖြော်ပြပွဲစံနဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး Radio စပေါ်လာကလေးက လူသားတွေဟာတေးသချင်းတွေနဲ့ရင်းနှီးလာခဲ့တာကြောင့်ဒီပွဲမှာဘာသာစကားကွဲပြားပေမဲ့ဟီတာကတဆင်ရိုးရာရင်ကျေးမှုတွေအပြန်အလှန်အခမဲ့နားဆင်ရမယ်လို့ဦးမျိုးမြအောင်ကပြောပါတယ်။အဲ့တော့ကျွန်တော်တို့မြန်မာပြည်ဆိုလို့ရှိရင်ရေဒီယိုတေးသချင်းတွေကလည်းတတင်ပြီးပြင်းပြခဲ့ကြတယ်။ဒီတေးသချင်းတွေကိုခန်းစားရတာတော့တဆင်တိုးပွားလာတဲ့ဆက်ဆင်ဆက်ဆင်ဖြစ်လာတဲ့ကျွန်တော်တို့စီယိုတေးသချင်းတွေကိုတဆင်ခန်းစားလာကြတယ်။အဲ့တော့ရေဒီယိုဒီကျွန်တော်တို့တေးသချင်းတွေအခြေခံကျွန်တော်အဲ့ရေဒီယိုမှာ ြည်လက်သေးကြီးတွေကျွန်တော်တို့ရူရဒေးကြီးတွေမျိုးစုံခံစားကြဒီဘာသာကဘလို့ပဲကွဲပြားကွဲပြားဒေးကြီးတွေကျွန်တော်ဒေးကြီးတွေတခုအနေနဲ့ခံစားလို့ရတာဖြစ်တဲ့ပြည်တော်အမှုဆုံးတခြား Facebook ဒေသတွေမှာရှိတဲ့နိုင်ငံအသီးသီးကဒါရောက်ပြောပြတယ်ရေဒီယိုတူတချင်ကိုချစ်ခင်နှက်တဲ့လူတွေအနေနဲ့နားဆင်ခံစားပြီးတော့ပျော်ရွှင်ခံစားမှုတွေရလိမ့်မယ်လို့ထင်ပါတယ်ပြီးတော့ကျွန်တော်အပြန်အလှန် မျိုးရရင်ကျင်းမှုတွေကိုနားလည်မြင်တွေ့ကြရမှာပေါ့သူတို့ရဲ့ကာချာတွေကိုတွေ့ကြရမယ်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့အပြန်အလှန်ကျွန်တော်တို့အတူယူပြီးတော့ကျွန်တော်နိုင်ငံရဲ့အကောင်းကျိုးကိုဆောင်ကျဉ်းနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်မှန်းပါတယ်